ဒီခုပြောပြပေးသွားမယ့်သင်ခန်းစာကတော့ကျွန်တော် unit and template အကြောင်းဖြစ်ပါတယ်နော်။ဟုတ်ပြီ unit unit ဆိုတော့ကတော့အခုဒီမှာပြထားတဲ့မျိုးပေါ့နော်။ဒီဒီမြင်းကြောင်းတစ်ကြောင်းရယ်နော်။သူ့ရဲ့အတိုင်းတာပေါ့နော်။အတိုင်းတာ dimension တစ်ခုရှိမယ်နော်။အခုဒီမှာဆိုရင်193.6နဲ့နော်သူ့ရဲ့နောက်ကဘာလဲပေါ့နော်။ဒါ unit လို့သိရယ်။ဟုတ်ပြီအခုဒီမှာတော့ကျွန်တော်ဒီ matrix နဲ့ပေါ့နော်။ဒါ millimeter နဲ့ဆွဲတာဖြစ်တဲ့အတွက်ဒါသူ့ရဲ့နောက်မှာဒါ millimeter ပေါ့နော်။ဆိုတော့သူ့ရဲ့နောက်မှာဒီလက်မစနစ်လား လာမှုစင်တီမီတာလာကီလိုမီတာလာစသဖြင့်เนาะအဲ့လိုမျိုး unit ရှိမယ်ဟုတ်ပြီအဲ့ unit နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဒီမှာဟိုပေါ့ဒီအလွယ်ချိန်မယ်ဆိုရင်ဒီအောက်မှာเนาะညာဘက်တောင်လေးမှာရှိရယ်เนาะဒီ MMGS ဆိုတာလည်းရှိရယ်ဒီမှာ MMGS ဆိုတာ matrix နဲ့ပေါ့เนาะဒီမှာ mm စနစ်အပေါ်မှာ MKS system ပေါ့လားဒီမှာ system ၄မျိုးရှိတယ် MKS ရှိမယ် CGS MMGS IBS ရှိမယ်ဟိုဒီဘောင်းတော့ဒါ inch လမ်းမစနစ်နဲ့ဆိုရင်ဒီအောက်ဆုံး IBS ပေါ့เนาะ ပင်ကောမီလီမီတာနဲ့ဒီကောစင်တီမီတာနဲ့ပင်ဒါမီတာနဲ့ပေါ့နော်ဒီသူတို့ရဲ့နောက်ကရှိရသည်အလဲကအတန်းအလဲရောဒီဒါဒီ weight ပေါ့နော်ဒီ mass လေးချိန်ကိုချိန်ချိန်မယ်ဆိုရင်ပေါ့နော်ဒီ unit တွေတော့ရမှာဒါကီလိုဂရမ်ဂရမ်နော်နောက်ကတော့စက္ကန့်ပေါ့နော်ဟုတ်ပြီခုဒီမှာတော့ကျွန်တော်ဒီအမှန်ကြီးချက်တာပေါ့ဒီ mmgs ကိုရွေးတာဖြစ်တဲ့အတွက်ဒီ unit တွေဒါမီလီမီတာပေါ့နော်မီလီမီတာဒီဒါအလဲအားတွေပေါ့နော်ဒီ length ကိုတိုင်းမယ်ဆိုရင်ဒီလိုရှေ့ဆုံးမှာရှေ့အတိုင်းမီလီမီတာရှိမယ်စင်တီမီတာမီတာပေါ့နော် ဟုတ်ပြီဒီမှာတော့ကျွန်တော်မီလီမီတာဟုတ်တာ၃လားဖြစ်ပါတယ်ဟုတ်ပြီဒါတင်မပြီးသေးဘူးကျွန်တော်ဒီ unit နဲ့ပတ်သက်ပြီးတော့အသေးစိတ်ကိုတွားပြီးဆိုရင်ပြင်မယ်ပေါ့နော်ပြန်လုပ်ချင်တယ်ဆိုရင်ဒီအပေါ်မှာရှိရနော်ဒီ option ရှိရနော် option လေးကိုနှိပ်လိုက်မယ်နော်ဒီကို click လိုက်မယ်အဲ့မှာသူတရနေမှာကျွန်တော်ဘယ်ကိုဆက်သွားမလဲဒီနောက်က document property ရှိမှာနော်ဒီ document property တွေကနေ unit ဆိုတာရှိရနော်ဒီမှာ unit ဟုတ်ပြီ unit တွေ့ပြီဆိုရင်ပေါ်ဆုံးမှာ unit system ရှိတယ် unit system မှာ mgs cgs mngs နော်ဒီမှာရှိတယ်ဒီမျိုးရှိရပေါ့နော်ဒီကနေမှအခုရွေးထားသည် mngs နော် millimeter ဟုတ်ပြီဒါတော့ကျန်တာရေကျွန်တော်ရွေးမပြတော့ဘူးဟောလက်မှတ်စနစ်နဲ့ဆိုရင်ဒီမှာ ips ကိုရွေးလိုက်ပါဟုတ်ပြီနောက်တစ်ခုထပ်ကြည့်ရမယ့်ဒီအောက်မှာရှိတဲ့ဇာတ်ကွက်မှာဒီမှာ type ရှိမှာနော် type ဒါ unit မျိုးစားပေါ့နော်ဒီမှာ basic unit တွေကတော့ဒါဒီ land diner တွေလို့နော် angle တောင်တိုင်းတာတွေဒီ bien jewelry mission land ပြီး angle နော်ဒါတွေတော့ဒါ basic unit ထဲမှာပါတယ် ်ဘီနီကွန်တော့ဒါမက်ဆက်ရှင်ပရော်ပါတီနော်ဒီသူ့ရဲ့ဒါ group type ပေါ့နော်ဒါ unit type တွေဖြစ်တယ်ဒီကွန်တော့ motion unit တွေ motion ဆိုရင်ဒါအရွေးရွေးတဲ့ချိန်မှာဒီတိုင်းနေနော်ဘလော့ speed နော်ဘလော့အားနဲ့ရွေးမလဲဆိုရင်ဒီတိုင်းနေပါမယ် force တွေပါမယ် power တွေ energy တွေစသဖြင့်ဒါရွေးလျားမှုနဲ့ပတ်သက်တဲ့ဒီ unit တွေဆိုရင်ဒါဒီအောက်မှာရှိတဲ့အတိုင်းပေါ့ဒီမှာ၄မျိုးရှိတယ်ဒါ motion unit နော်အခုတရားတော့အခြေခံเนาะ basic unit အခြေခံအတိုင်းတာပေါ့เนาะဒီအလျားတွေတိုင်းပဲဒီ down တွေတိုင်းပဲ ဟုတ်ပြီဒါဒီဘက်ကတော့တိုက်နောက်တစ်ခုကတော့ unit unit ကတော့ခုနကပြောခဲ့တဲ့အတိုင်းကျွန်တော်ဗာ unit သုံးမလဲပေါ့အန်ဒီကောင်းဆိုရင်ခုဒီမှာဂျူရမ်ရှင်းလက်ပေါ်ဒီမှာသူဆိုရင်ဒီမှာစင်တီမီတာရှိမယ်မီတာရှိမယ်ဟုတ်ပြီနော်ဂျူရဲ့ကြောင်းဒါတော့ပြီးမှဆက်ပြောမယ်နော်ခုနောက်တစ်ခုဒီမှာဒက်စီမယ်အန်ဒက်စီမယ်ဆိုတော့ကတော့ဒီသူ့ရဲ့နောက်မှာရှိတဲ့ဒသမတန်ဖိုးပေါ့နော်အခုဒီဒီ dimension မှာဆိုရင်ဒီမှာ123.6နဲ့အဲနောက်မှာ ဒီတွေ့အတိုင်းတိုင်းလုံးဂိမ်းပြည့်ရဲ့နောက်မှာပေါ့ဒီတသမဒက်စီမယ်ပွိုင်းနှလုံးပေါ့နှလုံးရှိတယ်ကြည့်ပြကျွန်တော်ဒီမှာသူ့ထောက်လိုက်နော်ဒီမှာများလေးရှိတယ်ညာဘက်မှာသူတည့်ရနေမှာအဲဒါဒီမှာလေးလုံးပေါ့နော်လေးလုံးတီထားခြင်းလဲဆိုရင် okay နေလိုက်မယ်နော်အဲဒါဆိုရင်တွေ့ရနောက်မှာဒါဒသမလေးလုံးတီဖြစ်သွားပြီဒါအတိကျပေါ့နော်ပို့ပြီးဆိုအသေးစိတ်ခြင်းလဲဆိုရင်ဒီမှာဒသမလေးလုံးတီနော်ရသေးတယ်ဒါတော့ကိုလိုအပ်တယ်ဆိုရင်တော့ ထဲ့ပေါ့နော်ဒီရန်ကြီးတိကျစဲမလို့ဘူးဆိုရင်ဒီနှလုံးလောက်ဆိုရင်လည်းဆင်းပြပါတယ်နော်ဒသမနှလုံးလောက်ပေါ့နော်သူ block ဒီအများဆုံးထည့်လို့ရမယ်ပေါ့နော်ဒသမဒီမှာ decimal 8နေရာထိရမယ်နော်1 2 3 4 5 6 7 8ဒီနော်8နေရာထိရပါတယ်အခုကိန်းပြပဲထားခြင်းလဲဆိုရင်ဒီမှာနန်းပေါ့နော်နန်းကိုယူလိုက်ဒါဆိုရင်ဒီမှာ123ပဲသူဖြစ်ပြ sorry ဒီမှာ123ပါသူကနောက်ကဒသမကိန်းသူကဒါအနည်းဆက်ဆုံးယူသွားတာပေါ့နော်အဲ့တော့124ဖြစ်သွားတယ် အနည်းဆက်ဆုံးယူပါတော့ဒီအောက်မှာရှိရနော်ဒီမှာဒါ change လို့ရမယ်နော် decimal rounding ဆိုတာဒါအတွေ့အနည်းဆက်ဆုံးယူတာနော်အပေါ်ဘက်ကိုသွားယူမလားအောက်ဘက်ကိုပြင်ဆင်မလားပေါ့နော်ဟောဒီဒီကောင် nan ဆိုရင်ဒါတကိမ်းပြည့်ဖြစ်သွားပြီနော်ပုံမှန်ဒါဒီ standard ပေါ့နော်ဒါအများစုလက်ရှိကျွန်တော်တို့သုံးနေရသည်ဒါဒီ bottom နှလုံးလောက်ဆိုရင်ဒါရတယ်အရန်တိကျစရာနော်ဒီ macro ပေါ့နော်အလုံးဟိုပစ္စည်းအရန်စိတ်ချင်တယ်နော် ဒီတိကျကျလိုချင်တယ်ဆိုရင်ဒီတသမခင်ရတော့နောက်ကဒါရေတော့ကိုများခြင်းများပေးလိုက်ရပါတယ်။ဟောပြီးတော့ကျွန်တော်တို့ဒီ lens ပေါ့နော်နောက်တစ်ခု jewel dimension jewel dimension ဆိုတာကဘာလဲဆိုရင်ဒီအခုကျွန်တော်တို့ဒီမှာအတိုင်းအတာတစ်ခုပေါ့နော်ဒီ lens ဒီအမြင်ကြောင်းတစ်ခုဆိုရင်တချို့ drawing တွေမှာတွေ့ရပါတယ်ဒီ small body unit ကိုနှစ်မျိုးလောက်ဖော်ပြရပါတော့ဒီ jewel dimension အခုဒီကောင်ဆိုရင် millimeter နဲ့လည်းဖော်ပြတယ်နောက်တစ်မျိုးကကျွန်တော်တို့ ဟိုမီတာနဲ့ဒါမှမဟုတ်စင်တီမီတာနဲ့ဒါမှမဟုတ်လက်မနဲ့ပေါ့နော်စသဖြင့်ဖော်ပြလို့ဖော်ပြကြရတယ်ပေါ့နော်ဖော်ပြတယ်အဲ့လိုမျိုးဖော်ပြခြင်းနဲ့ဆိုရင်နောက်မှရှိရင် dimension လက် unit ကိုခုဒီမှာတော့လက်မဆိုပေါ့နော် inch ဒါမှမဟုတ်ကျွန်တော်ဒီမှာမီတာလည်းရှိမယ်ဟိုစင်တီမီတာစသဖြင့်နော် micro ဒီမှာတော့လက်မနဲ့ပဲကျွန်တော်ဒီမှာတိုင်းပြမယ်နော်လက်မနဲ့တိုင်းမယ်ဂျူရာမရှင်ကိုလက်မနဲ့မလုပ်မယ်ပြီးရင် okay ပြလိုက်မယ်နော် လက်မနဲ့ပြည့်တော့မှာတသမနှစ်နေရာပေါ့နော်အဲ့ဒါဆိုကျွန်တော်ဒီကောင်ကို dimension ကိုစပြီးထိုးတဲ့ချိန်မှာလည်းကျွန်တော်ဒီဘက်မှာရှိရနော်သူရဲ့ dimension ဒီ block လေးထဲမှာအောက်ဆုံးကိုဆွဲကြည့်လိုက်ပါနော်အောက်ဆုံးမှာကျွေးတာ dimension ဆိုတာလေးရှိဒီကောင်လေးကိုအမှန်ချစ်လိုက်မယ်မင်းဒါဆိုရင်တော့ပေါ်လာပြီနော်ဒီကောင်ဒီ4.87ဒီဒါ insert ပေါ့နော်ဒီ lemmas ဟောအတိုင်းတာပေါ့နော်ဒါဆိုရင်ဒါကျွေးတာ dimension ကိုပေါ်လာဖြစ်တဲ့ဒါမျိုးကိုဒီအတိုင်းတာတစ်ခုတော့နှစ်မျိုးပေါ့ unit နှစ်မျိုးထိုးပြတာ အောက်ကတရ23မှာ6နေသည်ဒါမီလီမီတာယူနစ်အပေါ်40မှာ8ခွန်လीဒါလက်မပေါ့နော်လက်မစနစ်ဟိုဘီအဲ့ဒါတော့ကျွန်တော်ဒီ jewel dimension ပေါ့နော် jewel dimension နဲ့ပတ်သက်ပြီးတော့နောက်တစ်ခုကျွန်တော်ဒီမှာဒါ jewel dimension ပြီးပြီနော်ဒါပြီးရအောင်မှာလည်းဒီဒီတက်သမဂိမ်းပေါ့နော်ဒါကိုလိုအပ်သလိုထည့်လို့ရပါတယ်ပြီးရင် angle ်အင်္ဂနဲ့ပတ်သက်ပြီးဆိုရင်ဘာတွေရှိမလဲပေါ့နော်ဒီမှာဒီဂရီရှိမယ်ဒီဂရီရှိမယ်ပြီးရင်ဒီဂရီပါမိနစ်နော်ဒီဂရီပါမိနစ်ပြီးရင်ဒီဂရီပါမိနစ်ပါစက္ကန့်ပြီးရင်ရေဒီယံဒီမှာဒီဂရီကတော့ကျွန်တော်ပုံမှန်တိုင်းကျွန်တော်ဒီတွေ့နေကြတာပေါ့နော်ဒီရိုးရိုးအတိုင်းတာတို့ပေါ့နော်ဒီဂရီအင်္ဂယ်ကိုပြောတာဖြစ်တယ်ဒီဂရီပါမိနစ်ဆိုတာကတော့ဒီ angular velocity ပေါ့နော်ဒီပါမိနစ်ဆိုတော့ဒီအချိန်နဲ့မျှပြီးဆိုသူကပြောင်းသွားတဲ့ဒီဂရီတန်ဖိုးပေါ့နော် ်အဲသူကဘယ်လိုလဲဆိုရင်ဒီဆဝိုင်းပုံစံမျိုးပေါ့နော်ဒီပတ်တာပေါ့နော်ဒီအန်ကယ်တောင်းတစ်ခုကိုမူသေးထားပြီဆိုပေါ့နော်ဆိုတောင်းတစ်ခုကိုတောင်းတစ်ခုနဲ့ပေါ့နော်ဒီအရွေ့ပေါ့နော်ဟိုအန်ဂူလာဗီလော့စီတီနော်ဗီလော့စီပီနဲ့ပေါ့နော်ဗီလော့စီပီနဲ့ရွေ့တယ်အဲဥပမာဘယ်လိုနေထားနေလဲဆိုရင်တို့ဒီပန်ဂျူလန်ချိန်သီးပေါ့နော်ဒီချိန်သီးချိန်သီးအလုံးလေးဒီဒါရွေ့နေပေါ့ဒီလိုမျိုးနော်ဘေဘန်တော်လည်းညာဘက်ကလိုမျိုးရွေ့နေအချိန်ကြီးကြိုးနေတယ်ပေါ့နော်အဲ့လိုမျိုးသူ့ရဲ့ဒီဂရီလေးတွေပေါ့နော်ဒီ ချိန်ဥပမာဒီ5စက္ကန့်မှာသူကဘယ်လောက်ဒီဂရီစောင်းသွားလဲရွေ့သွားလဲပေါ့နော်အဲအဲ့လိုမျိုးပေါ့နော်ဒီအတိုင်းအတာတစ်ခုဒီအချိန်နဲ့အချိန်ပေါ်မူတည်ပြီးဆိုပြောင်းသွားတဲ့ဒီဂရီတန်ဖိုးကိုသူကဒီဒီဂရီ per minute နဲ့ပေါ်ပြတာဖြစ်ပါတယ်ဒါ angular velocity နောက်တစ်ခုကတော့ angular acceleration ဒါလည်းသူရဲ့အတူတူပဲဒီအချိန်နဲ့မြပြသွားတဲ့ဒီ acceleration ပေါ့နော်အချိန်ကိုပြောတာဖြစ်တယ်အောက်ဆုံးကကျွန်တော် radian radian ဆိုတာကတော့ဒါဂိန်းကဏန်းနေနဲ့ပေါ်ပြတာဖြစ်ပါတယ်ဒါကတော့ကျွန်တော်ဒီသင်ချာ ဟိုတင်ချထွားပေါ့နော်ဒီစာတွေမှာဆိုရင်လည်းဒါကျွန်တော်တို့အရင်ကဒါတင်ခဲ့တာရှိတယ်နော်ဒီဂရီကနေရေဒီယံပြောင်းလာရှိမယ်ရေဒီယံနဲ့ဒီဂရီသူဒီဒါဒီဂရီကတော့ရိုးရိုးဒီဂရီနဲ့ပေါ်ပြတယ်ရေဒီယံဒီငသူ့ရဲ့ angle ကိုပဲကိန်းကနန်းနဲ့ပေါ်ပြတာပေါ့နော်ဒီကျွန်တော်တို့ဒီအများစုပေါ့နော်ဒီသုံးလာတဲ့ဒီရေဒီယံရှိမယ်ဒီဒီဂရီရှိမယ်ကြားထဲမှာရှိဒီ angular velocity တွေ acceleration တွေကသုံးလာနေပါတယ်ဟုတ်ပြီအဲ့နဲ့ပတ်သက်ပြီးတော့အခုဒီမှာကျွန်တော်ရေဒီယံပေါ့နော် အရေဒီယံ sorry ရေဒီယံမပြောင်းသေးဘူးဒီဂရီအတွက်ကိုအန်တော်ရင်တစ်ခုဒီမှာဆွဲလိုက်ပါမယ်။ကွန်ဂျူရာမရှင်ပြန်ဖြုတ်ထားလိုက်မယ်နော်ညွှန်။ကွန်ဂျူရာမရှင်နဲ့ခဏဖြောက်ထားလိုက်မယ်။ပြီးဒီမှာကျွန်တော်အန်ဂယ်တစ်ခုစောင်းဖို့ပေါ့နော်။အန်ဂယ်ဒီမှာလာမရှင်တက်လိုက်မယ်နော်။45ဒီဂရီ ော်45ဒီဂရီအတိနော်ဒီမှာထပ်ပြီးမရိုက်တော့ဘူး45ဒီဂရီရှိတယ်ဟောပြီးသူ့ကိုကျွန်တော် ရေဒီယံပြောင်းမယ်ပေါ့နော်ရေဒီယံပြောင်းခြင်းလေဆိုရင် and document property unit နော်ဒီမှာ angle ကိုရေဒီယံပြောင်းလိုက်မယ်နော်ဒါဆိုရင်ရေဒီယံနောက်မှာဒသမနှလုံးပဲပေါ်ပြလိုက်မယ်နော်အဲဒါဆိုရင် okay ပေးလိုက်မယ်ဒါဆိုရင်0.79 radian ရှိတယ်ဒီတောင်းရဲ့ အကျယ်ပေါ့နော်ဒီ dimension က radian အနေနဲ့ဆိုရင်0.79ရှိမယ် degree အဖြစ်55 degree ရှိပါတယ်ဟုတ်ပြီအဲ့ဒါကသူ့ရဲ့ဆက်သွယ်ချက်ပေါ့နော်ဒီရှိမယ်ရှိတယ်ဆိုတော့ကအဲ့ဒီမှာဒါ degree နဲ့ radian နဲ့ဆက်သွယ်ချက်ပေါ့နော် degree ကိုလိုချင်ရင်ကျွန်တော် radian နဲ့ဒီ180 by pi နဲ့မြောက်တယ်180 degree ကို pi နဲ့စတာပေါ့နော်ဒါနဲ့ဒီ radian နဲ့မြောက်တာဖြစ်ပါတယ်ခုကကျွန်တော်က radian ကိုလိုချင်တယ်နော် radian လိုချင်တယ်ဒီဂရီကတည်တယ်ဒီဂရီဒီက45ဒီဂရီ နော် fortify ရှိမယ်ပြီးရင်ဒီမှာဆိုရင်ပိုင်ပိုင်180ဖြစ်သွားတယ်နော်အပေါ်မှာပိုင်ရှိမယ် over 180ပေါ့နော်ပိုင်ပိုင်180နဲ့ဒီသူရဲ့ degree နဲ့မြောက်လာတာအဲ့ဒီဒါ0.785ပေါ့နော်ဒါခုနကသူဒီ solid one မှာတော့79ပေါ့နော်0.79အဲ့ဒီဒါသူရဲ့အနည်းဆက်ဆုံးယူလိုက်တာပေါ့နော်ဒီတလုံးတိုးလိုက်တော့0.79ဖြစ်ပါတယ် ပိုင်ရဲ့တန်ဖိုးပိုင်ရတော့ဒါ constant ပေါ့နော် constant တန်ဖိုးသူ့ရဲ့တန်ဖိုးဒီ3.1415နော်ဒါအတိအကျဆိုရင်တော့ကျွန်တော်တို့ဒီမှာလက်ကြည့်လိုက်ပါမယ် calculator ခေါ်ကြည့်လိုက်မယ်နော်အဲဒီမှာ scientific calculator မှာတော့ပိုင်တန်ဖိုးနော်3.1415925 3.5เนาะအများကြီးပြောတော့မှာဒါအတိအကျပါတော့ဒီပိုင်ရတန်ဖိုးဟိုဒါပိုင်ရတန်ဖိုး ခုနကကျွန်တော်ပုံစံလေးရတယ်ဒါလေးကိုပြန်ချက်ကြည့်ချင်တယ်ဆိုရင်45ရဲ့ pi/1 ရဲ့ d နဲ့မျှော့တာပေါ့နော်ဟိုပြည့်အတွက်အရင်ဆုံးကျွန်တော် pi ဝင် y d နဲ့စာကြည့်လိုက်မယ်ဒါ pi ပေါ့နော် pi တန်ဖိုးအစာ y d y d နဲ့စာမယ် enter ရမယ်ဒီကောင်ရမယ်အဲ့ဒါကိုမှကျွန်တော်ရှက်45 degree နဲ့မျှော့လိုက်မယ်နော်45 45မြောက်မြင်နော်အဖြေရတယ်မလား 0.785เนาะအတူတူပါပဲအဲ့တော့သူကအနည်းငယ်ဆုံးယူသွားဖြစ်တဲ့အတွက်0.79ဟောပြီခုဒါကတော့ကျွန်တော်ဒီ radian ပေါ့နော် radian တန်ဖိုးဖြစ်တယ်ပြီးရင်ဒီအောက်ကတော့ဒါကျွန်တော်ဒီ mass property ပေါ့နော်ဒါတွေကတော့ကျွန်တော်ထပ်ပြီးတော့သဘောတရားချင်းအတူတူပဲအခုဒီရဲ့ လက်ရှိဒီဒီဒေါ်ရင်မှာပေါ့နော်ဒီဒီနေရာမှာဆိုရင်ဒီ AI နဲ့မပါသေးဘူးပေါ့နော်ဒီ dimension ထိုးလို့မရသေးဘူးပေါ့သူ့ရဲ့ဒီ basic unit လောက်ပဲဒီမှာပြလို့ရတာပေါ့နော်ဒီမှာ degree အတွက်လည်းပြလို့ရမယ်ရိုးရိုးလန့်အတွက်လည်းပြလို့ရမယ်သူပြကျန်နေရတဲ့တွေရေးရန်ဖြစ်နေတာပေါ့နော်အဲ့လိုကျွန်တော်ခုသဘောတရားချင်းတော့အတူတူပဲသူ့ရဲ့နောက်မှာဒါ decimal ရှိမယ်နော်ဒီ boundary unit အမျိုးအစားရှိမယ်ပြင်ရှိရတော့ type ပေါ့နော် ဟုတ်ပြီခုဒါကတော့ကျွန်တော်ဒီ unit နဲ့ပတ်သက်တဲ့အပိုင်းပေါ့နော်နောက်တစ်ခုကျွန်တော်တို့ဘယ်ဒီကောင်ကိုထားလိုက်ဒီကောင်မပြောင်းတော့ပါဘူး damage ထားလိုက်ပါမယ်နောက်တစ်ခုကျွန်တော် template template ဆိုတာကလည်းသူကဘာလဲဆိုရင်ဒီ unit နဲ့ဆက်သွယ်နေတာပေါ့နော် unit ဟိုဘယ်လိုခုံလဲဆိုရင် unit အတွက် print စောက်လိုက်တာပေါ့နော် print တေးလိုက်တာတဲလိုက်တာပေါ့နော်ဟိုဘာလို့ template ကိုလုံးရတယ်လဲဆိုရင်ဒီ ကျွန်တော်ဒီပုံနေဆွဲတဲ့ခါမှာနော်ဒီဇိုင်းဆွဲတဲ့ခါမှာဒီအောက်က unit ကိုတခါလေးဒီပစ္စည်းတစ်ခုကြားထဲမှာကျွန်တော်ဟိုအောက်ကိုဆွဲတဲ့ခါမှာပေါ့နော်ဒီလက်မစနစ်နဲ့နော် inches နဲ့ဆွဲမိရတယ်ရှိတယ်ပေါ့နော်ရှိတယ်တကယ်ပြီးနောက်တစ်ခါပြန်ဆွဲခြင်းတဲ့ခါကျကျွန်တော် matrix နဲ့ millimeter နဲ့ပဲဆွဲခြင်းတယ်ဒါပေမဲ့ကျွန်တော်ကဒီမှာ inches ကိုမပြောင်းမိဘူးပေါ့နော်မပြောင်းမိပဲနဲ့ဒီလိုချင်တာကတော့ဒီ millimeter နဲ့လိုချင်တာဒါပေမဲ့လက်မစနစ်ကြီးနဲ့ဖြစ်နေပေါ့နော်အဲ့လိုမျိုးကြီးကဒီပုံတွေက မားတယ်ပေါ့နော်မားတယ်ဆိုတော့ဘယ်လိုမားလဲဆိုရင်ဥပမာကျွန်တော်ဒီ assembly တစ်ခုပစ္စည်းတစ်ခုနော်ဒီ assembly ဆင်ဖို့အတွက်ပတ်တစ်ခုချင်းဆွဲမှာပေါ့နော် assembly တစ်ခုမှာဘယ်ပတ်၅ခုရှိတယ်ဆိုပါဆိုနော်၅ခုအဲ၅ခုမှာကျွန်တော်ဒီ idea မှာကျွန်တော်၄ခုကတော့ပုံမှန်တိုင်းမီလီမီတာနဲ့ဆွဲလိုက်တယ်အဲတခုလောက်ကကျွန်တော်ဒီကြားထဲမှာပေါ့ဒီလက်မဆင်နမပြီးရေးဆွဲမိတယ်ဆိုရင်အဆမ်မီဆင်လို့မရတော့ဘူး dimension တွေအရွယ်မကိုက်တော့ဘူးပေါ့နော်အဆင်မပြေတော့ဘူးအကြီးဖြစ်သွားလိမ့်မယ်ဒီလက်မဆင်နဲ့ကြာနော် တေးသွားတယ်နဲ့ကြီးသွားတယ်နဲ့ဘလူးမတ်အဆက်မီရသူစိန်လို့မရအောင်ပေါ့နော်အဲ့လိုမျိုးဖြစ်မှာဖြစ်သွားနိုင်တယ်ပေါ့နော်အဲ့အတွက်ကျွန်တော်တို့ကဒီလက်မစနစ်တွေဒီ unit ပေါ့ဒီ unit system တွေကိုဒီအသေးဖြစ်သွားအောင်ပေါ့နော်အသေးဖြစ်တော့ကျွန်တော်ဒီ print တစ်ခုစပြီးဆွဲမယ်ဆိုရင်လည်းဖွင့်ဆောက်လိုက်တာပေါ့နော် print ဆောက်လိုက်တာပါအဲ template ဖွဲ့လိုက်တာပေါ့နော်ဟုတ်ပြီခုကျွန်တော်ဒီကောင်မီလီမီတာပေါ့နော် MNCS နှစ်ကိုဒါ template တစ်ခုဖွင့်မယ်ဆိုရင်ဒီလက်ရှိဘယ်နေရာမှာဖြစ်ဖြစ်ရတယ်တို့ဒီဆွဲထားတဲ့ ဟာပေါ့ပတ်စကူပေါ့နော်အဓိကသူကပတ်ကိုဆေးအောင်မို့တမ်ပလိတ်ကိုဆေးမှာဖြစ်တဲ့အတွက်ဒီမှာဘာပုံဖြစ်ပြကြရလဲအောက်က unit ကတော့ဒီကိုဆေးမဲ့ unit ရွေးထားဖို့လိုပါလေအခုဒီမှာတော့မီမီလီမီတာပေါ့နော်မီလီမီတာကို၃မှာဖြစ်တဲ့မီလီမီတာကိုရွေးထားတယ်ဆေးမဲ့စင်းအပေါ်မှာဒီမှာ CF ရှိရနော် CS ကနေနော်ဘာလုပ်မလဲဆိုရင်ဒီအောက်မှာပေါ့နော်ဒီ CS type type ကနေမှကျွန်တော်ဒီမှာဒီ patch template ဆိုတာလေးရှိရနော်ဒီ patch template နော် dot pass dot ဆိုတာရှိရနော်ဒီကောင်ကိုရွေးလိုက်မယ်ရွေးလိုက်မယ်ဆိုရင်သူအဲ့မှာသူ့ရဲ့ဒီ set ရမယ် location ပေါ့နော်ဒီ default location နော်ဒီ C ထဲမှာရှိနော် program data နော်ဒီ software ထဲမှာနော် template ဆိုတာရှိရနော် template နော်သူ့ရဲ့နေရာမှာပဲကျွန်တော်ဒါ set ပေးဖို့လိုပါလေအဲ့အတွက်ဒီမှာ mngs ပေါ့နော်အခုကျွန်တော်သုံးတာဒီ mngs ကိုဒီ name လေးရလိုက်မယ်သူဒီစေမာလိဒါ template type ဖြစ်ပါတယ်အဲ့အတွက် mngs နော်ဒီတိုင်းလေးပဲရသေးလိုက်မယ် ပြီးရင်စစ်နေလိုက်မယ်ဟုတ်ပြီအဲ့ template ကဘလို့ဘယ်မှာပေါ်လာမလဲပေါ့နော်ပေါ်လာမလဲကြည့်မလဲဆိုရင်ခုဒီကောင်အောင်ပြေးလိုက်မယ်နော်ခုဒီကနေပဲပြေးလိုက်မယ်နော်အဲ့ဒီမှာပက်ကန်လေးကျွန်တော်တို့ကကွန်ထူးအန်နဲ့ဖွင့်လေရတယ်အဲ new စဖွင့်လိုက်မယ် အဲဆက်စားခြင်းကျွန်တော်တို့ဘာမှမလုပ်ခင်ဆိုရင်တော့ဒီအများစုပေါ့နော်ကွန်ပျူတာကျွန်တော်တို့အမီကွန်ပျူတာဖွင့်လိုက်လေဆိုရင်ဒီ software ဘက်ကိုဖွင့်ဒီနေသားပေါ်လာမှာပေါ့နော်ဒီ patch ရှိမယ် assembly ရှိမယ် drawing ရှိမယ်အဲ့ဒီကမှကျွန်တော်ဒီ advanced ဆိုတာတွေကိုဝင်လိုက်မယ်နော်ဒီ advanced တွေကိုဝင်လိုက်မယ်အဲ့မှာဆိုရင်မှာ template ရှိမယ် mpd ရှိမယ်နော် tool တွေရှိမယ်နော်ဒီသုံးခုရှိမယ်ပေါ့နော်အဲ့ဒီကမှအခုဒီမှာအခုဒီ mngs တွေအခုကျွန်တော်တို့ခုနကဖန်တီးလိုက်တဲ့ template ဖြစ်ပါတယ်ဒီ template group ထဲမှာ အရင်ဆုံးဘာမှမလုပ်ခင်ပါဆိုရင်သူကအပတ်ရှိမဲ့ assembly တော်ရင်ဒီ၃မျိုးပဲရှိလိမ့်မယ်ခု MNGS ကိုပေါ်လာပြီเนาะအဲ့အတွက်ကျွန်တော်ကပုံစံမဲ့ဆိုရင်ဒီ MNGS တန်းနေပြန်ဝင်ပြီးဆိုရေးဆွဲလိုက်ပါမယ်ဒီကောင်ရွေးလိုက်မယ်အဲ့ဒီကနေဝင်ဆွဲလိုက်မယ်ဆိုရင်ခုကျွန်တော်ရေးဆွဲမဲ့ပုံနေပြီဒီ MNGS เนาะမီလီမီတာစနစ်နဲ့ပဲသွားလိမ့်မယ်ကြည့်ပြီကျွန်တော်ဒီမှာလက်မနဲ့ခုရွေးထားတာเนาะလက်မနဲ့ရွေးလိုက်ပြီအဲ့တော့နောက်တစ်ခု IPS တွေ test စေမယ် template ပေါ့နော်ဒီမှာလည်း ပတ်တမ်းလေး IBS IBS ပြီးဆက်လိုက်မယ်နော်ဒါ IBS ဆက်လိုက်ပြီးဘင်းကိုပြန်ပြေးလိုက်မယ်ခုဒီမှာဖွင့်ဖွင့်ခဲ့လာသေးတယ် IBS နဲ့ဖွင့်ခဲ့လာဟောပြီးဒီမှာပြန်ဖွင့်နေတယ်ဟဲ့ IBS ဆိုတာလေးဝင်လာပြီနော်ဒီဒီကောင်ဆိုရင်ဒါအစနေထားပေါ့နော် Alpha နဲ့ဝင်တယ်နော် template ထဲမှာ IBS ရှိမယ် MNGS နော်အခုဒီမှာဆိုရင် MNC ခုနကဖွင့်ခဲ့တဲ့ IBS ပေါ့နော်ဟုတ်ပြီအဲ့ဆိုရင်ကျွန်တော်ဒီ MNC နဲ့ဝင်လိုက်မယ်ပေါ့နော်ဝင်လိုက်မယ်ဆိုရင်ဒီဒီဒီမီလီမီတာပဲပြန်ပြောင်းသွားလိမ့်မယ်ဟုတ်မီလီမီတာဟော IBS နဲ့ဝင်မယ်ဆိုရင် IBS ဖြစ်သွားပြီအဲ့တော့ကျွန်တော်တို့ကဘာလို့သလဲဆိုရင်ကျွန်တော်ဒီပစ္စည်းတခုဆက်ဆွဲတော့မယ်ပေါ့နော်ဆက်ဆွဲမယ်ဆိုရင်ဒီဘက်ကနေဒီတွားလဲရတယ် ဒါပေမဲ့ခုနကလိုမျိုးကျွန်တော်ဒီ unit တွေချိန်တဲ့အခါမှာဟိုလက်မချိန်လိုက်မီလီမီတာချိန်လိုက်နေပေါ့ဒီမေ့ပြီဆိုပေါ့နော်ဒီတတိမေ့ပြီဆိုဒီမပြီးရေးဆွဲနိုင်ရေးဆွဲမိသွားနိုင်တယ်အဲ့အဲ့လိုမျိုးမဖြစ်အောင်ဒီ advan တွေကနေဒီ template ကိုဒီအခန်းပေါ့နော်ဒီတွေကနေဝင်ဝင်ပြီးဆွဲတဲ့အကျင့်လေးလုပ်နိုင်တော့ပို့ပြီးဆိုဒီဒီမဟာတာတက်တာမယ်ပေါ့နော်ဒီတွေကနေဝင်ပြီးဆိုဆွဲနေအတူတူပဲအဓိကကတော့ unit frame ပေါ့နော် unit ကိုဒီမီလီမီတာနဲ့ဆွဲမယ်ဆိုရင်ဒါအကုန်လုံးဒီတာမီလီမီတာနဲ့ပဲဖြစ်မယ် အဲ့လိုဒီအပြင်းနေဆွဲတဲ့အကျင့်ကိုဒါခဏထားပြီးတော့ဒီ template ကနေဝင်ဆွဲလို့ဒါ unit ကတစ်မျိုးလည်းပဲဖြစ်မှာပေါ့နော်အကျင့်ပေါ့နော်ဒါလေးဒီလိုမျိုးဆွဲတဲ့အကျင့်လေးရှိနေလို့ဒါကိုဆွဲခြင်းတဲ့ unit တစ်ခုတည်းပဲဒါမှန်နေမှာဖြစ်ပါတယ်ဟာဇင်းယနေ့ဝင်ဆွဲလိုက်ရတယ်ဟုတ်ပြီဒါကတော့ကျွန်တော်ဒီ template ရဲ့ဒီသူ့ရဲ့ဒီအကြောင်းပေါ့နော်ဒါ template ဆိုတာဒါ unit နဲ့ပတ်သက်ပြီးဒီ frame တည်ထားတာဖြစ်ပါတယ်နော်သူတွေကနေဝင်ဆွဲရတယ် အဲ့တော့ပါပဲကျွန်တော်တို့ဒီအဓိက unit တွေမှမတော်အောင်လို့ပေါ့နော်